ဘာသာအမွေကျွန်းလင်းနိုင်ပါစေအဲ့တော့လူဘဝမှာလူတိုင်းရချင်တဲ့ညှို့မှန်းချက်ကြီးလေးရပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်းနဲ့ဂုဏ်သိက္ခာရှိရှိနေခြင်းနဲ့ကျမ်းမာရေးအသက်ရှင်ကြီးရှိခြင်းနဲ့တည်တဲ့နောက်မှာကောင်းရသူတွေဘုံရောက်ခြင်းနဲ့ဆိုတဲ့ဒီလူသားတိုင်းရဲ့လူအင်စန္ဒာ ကြည်လွင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အကြောင်းတရားရှိသလားဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကအဲ့ဒီလိုချင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အကြောင်းတရားဟာ၄မျိုးရှိတယ်လို့ဟောထားတာနော်၄မျိုးရှိတယ်အဲ့ဒီ၄မျိုးကဘာလဲလို့ဆိုရင်နမတိကတတ္ထာတတ္ထာဆိုတာယုံကြည်မှုလို့ဘာသာပြန်တယ်အင်္ဂလိပ်လို confidence လို့ခေါ်တာ အဲ့တော့ယုံကြည်မှုဆိုတာဘာကိုယုံကြည်တာလဲဆိုရင်ကောင်းတာလို့ရင်ကောင်းတာဖြစ်ရမယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တတ်တယ်ဆိုတဲ့အကောင်အဆိုးအကြောင်းအကျိုးပေါ်မှာယုံကြည်တာနောက်တစ်ခုကလောကမှာအမှန်တရားဆိုတဲ့ပုံမှာယုံကြည်လက်ခံတာလို့ရင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့တဏိဋ္ဌာန်နဲ့ရှိပြီ ရှုံချတာတချို့ကိစ္စတွေကအခုလို့အခုရှိတာမဟုတ်ဘူးမယုံကြည်တဲ့လူကဆက်မလုပ်ကြတော့အခုဒီနေ့ခေတ်မှာကဘာမှာအစရှိတဲ့လူတိုင်းလိုကောင်းကင်ခရီးကသွားနိုင်တဲ့လေးမြန်ဆိုတာတိထွန်းမှုဟာလွယ်တကူဖြစ်လာတာမဟုတ်ဘူးအမျိုးမျိုးစံတတ် စမ်းသတ်တဲ့လူတွေဟာဘဝဆုံးရှုံးလို့အနစ်နာမျိုးစုံခံပြီးတော့မှတဖြည်းဖြည်းချင်းတိုးတက်လာပြီးတော့ဒီအဆင့်ရောက်လာတာဖြစ်တယ်။အဲ့ဒီလိုဆက်လက်ပြီးလှုပ်တာဟာယုံကြည်လို့လှုပ်တာပဲဖြစ်တယ်။မယုံကြည်ရင်လှုပ်မှာမဟုတ်ဘူး။ဒါကြောင့်မို့အလုပ်တစ်ခုကချက်ချင်းဖြစ်တာပေါ့။ဘုရားဘာသာတရားတော်နဲ့ပြောမယ်ဆိုလို့ရှိရင်သူမိရာယသိဘဝမှာ ဒီပင်ကရမြတ်စွာဘုရားကကောရမဖရာဖြစ်လိမ့်မယ်လို့ပြတိကြားခဲ့တယ်။အဲ့ဒီမှာသူမိတာရဲ့သေးဟာလေးစဉ်ချင်းနဲ့ကမ္ဘာတသိမ်းပါရမီဖြစ်ရင်ဖရာဖြစ်မယ်ဆိုတာကိုသူယုံကြည်တယ်။ယုံကြည်လို့သူဟာလှုပ်ဆောင်ခဲ့တာဖြစ်တယ်။အကယ်၍များမယုံကြည်ဘူးဆိုလို့ရှိရင်ဒီအလောက်ကိုသူလက်လျှော့ပြမှာဖြစ်တယ်။ဘယ်ဟာပဲဖြစ်ဖြစ် ယုံကြည်မှုဆုံးဖြတ်မှုအမှတ်တမ်းမှအရေးကြီးယုံကြည်တယ်ဆိုတဲ့နေရာမှာ resolution ဆိုတဲ့ဆုံးဖြတ်ချက်ပါအဲ့ဒီဆုံးဖြတ်မှုတဏိဋ္ဌံချထားမှုဟာတတ္တာလို့ခေါ်တဲ့အရာတစ်ခုပဲဖြစ်ရမယံကတတ္တာကိုအဓိမောက်က resolution decision လို့ခေါ်တဲ့ဆုံးဖြတ်ချက်ဆုံးဖြတ်ချက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမမိတ်မတုံစူးစမ်းတဲ့ခါနောက်ဆုံးမှအောင်မြင်သွားတယ် တောင်းတဲ့သမားတယောက်ဟာဘလောက်ဖဲမြင်မြင်ဒီတောင်းထိတ်ကိုငါရောက်ရမယ်လို့ယုံကြည်ချက်ရှိတယ်။ယုံကြည်ချက်ကိုဥတည်ပြီးတော့調査အထောက်မှုလုပ်တဲ့အခါမှာသူမျောမှန်းတဲ့အတိုင်းရောက်တာ။စီးပွားရှာတာလည်းထို့အတူပဲနော်။လောကမှာစီးပွားဥစ္စာကြွယ်ဝချမ်းသာခြင်းနဲ့ဆိုရင်ယုံကြည်ချက်နဲ့လုပ်ရမှာဖြစ်တယ်။သို့သောယုံကြည်ချက်တစ်ခုတည်းလားလို့တော့ယုံကြည်ချက်ပေါ်မှာလှုပ်ဆောင်မှုတွေပါလား။ပါရိပါလာတော့ဆိုရင် နော်ဖြစ်ချက်နဲ့သန္ဓကျိုးပန်းအထုံမှုဒုံလဝီရိယစိတ်ဓာတ်ကြံ့ခိုင်မှုအသိပညာဆိုတာပေါင်းဆက်ရမှာဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်တခုတည်းမဟုတ်ဘူးဆိုတာတော့သတိထားအချိန်ကိုပြောနေတဲ့နာယီလေးတခုတည်းပဲစဉ်းစားကြည့်မယ်လူတိုင်းလူတိုင်းနာယီကိုသုံးနေတာစဉ်းစားကြည့်လိုက် အဲ့နိုင်လေးမှာလက်တံနှစ်ခုပါတယ်မျက်နှာပြင်မှာခဏန်းလေးပါတယ်အတွင်းမှာပင်နီယံဆိုတဲ့စက္ကရိယာတွေပါတယ်ဘက်ထရီပါတယ်ကဲအဲ့ဒါတွေတစ်ခုချုပ်တဲ့သွားလို့ရှိရင်အချိန်ကိုဖော်ပြနိုင်အောင်မလားမပြနိုင်ဘူးဘက်ထရီလည်းကောင်းတယ်ပင်နီယံတွေလည်းကောင်းတယ်လက်တံတစ်ခုဖြုတ်ထားလိုက် ဘာမှမလုံးနဲ့လက်တံတစ်ခုပဲဖြုတ်ထားအတူပဲဖြုတ်ဖြုတ်အရှိပဲဖြုတ်ဖြုတ်အချိန်ကိုသိနိုင်အောင်သိနိုင်အောင်အားလုံးကပေါင်းဆက်နေမှာဖြစ်တယ်ဆိုတဲ့သဘောတရားကိုပြောပြတာအားလုံးကပေါင်းဆက်ညီညွတ်ပေါင်းဆက်နေမှာအကျိုးရလတ်တစ်ခုဆိုထွက်တာဖြစ်တယ်ဒါကြောင့်ဟိုအကြောင်းတရားတွေအားလုံးပေါင်းဆက်နေပြောတဲ့အခါတော့တစ်ခုကိုဥတီပြီးပြောတာဖြစ်တော့လဲပဲအကြောင်းတရားတွေဟာတစ်ခုတည်းမဟုတ်ဘူး စီဘာဥစ္စာတိုးတက်တယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဖာရီနဲ့ပေါင်းဆက်ထားတာတော့ဆိုလို့ရှိရင်သူတို့ဟာသူများတဲ့ပို့တဲ့လုံလဝီရိယစ조사အထုံမှုရှိတယ်။အဲ့ဒီ조사အထုံမှုဆိုတဲ့အထဲမှာဖာရီပေါင်းဆက်ထားတော့လို့ဆိုရင်လုပ်ငန်းကျွမ်းကျင်မှုပါတယ်။နီးပညာပါတယ်။စွဲလုံလကြီးမားမှုပါတယ်။ကိုယ်တိုင်လုံနိုင်စွာရှိတယ်။ စီမံခံခွဲတတ်တဲ့စွန့်ရည်သတ္တိရှိတယ်အဲ့ဒီငါးချက်အပေါင်းဆက်ပါဝင်နေပြီးတော့調査မှာဖြစ်တယ်ဒီတိုင်းအယမ်းမဲ့လှုပ်ရှားနေတာကို調査တယ်လို့ပြောတာမဟုတ်ဘူး調査မှုဆိုဒီမှာအကြောင်းတရားတွေပေါင်းဆက်ပြီးတော့調査နေတာလားဖြစ်တယ်အဲ့ဒါလို့၅ရက်လုပ်ငန်းကြံ့ကျင်မှုမရှိရင်လည်းပျက်စီးတယ်ဤပညာမကောင်းရင်လည်းမအောင်မြင်ဘူး စွဲမရှိလို့ရှိရင်လည်းအောင်မြင်မှုပန်းနိုင်ကိုမရောက်နိုင်ဘူးကိုယ်တိုင်မလုတ်တတ်ဘူးဆိုတဲ့လူတွေလည်းအောင်မြင်မှုတရဖူမဆောင်နိုင်ဘူးစီမံခန့်ခွဲထက်ချင်းဆိုတာမရှိဘူးဆိုရင်လည်းအောင်မြင်မှုမရနိုင်ဒါကြောင့်မို့ကျိုးပန်းအထုတ်တယ်ဆိုတာဟာလုပ်ငန်းကြံကျင်မှုဤပညာကောင်းမှု စွဲလုံးလာကြီးမားမှုနဲ့ကိုယ်တိုင်လုံနိုင်စွမ်းရှိမှုလုံနိုင်စွမ်းဆိုတော့ကိုယ်လည်းလှုပ်တတ်တယ်လှုပ်တတ်မှစီမံခန့်ခွဲတတ်တာဖြစ်တယ်ကိုယ်မတတ်တဲ့ပညာရက်ကိုသူများသွားဆရာလုံးလို့ရှိရင်သူ့လိမ်သမားခံရမှာပဲဒါတေချရတဲ့တရားเนาะအဲ့တော့ကိုယ်ကိုယ်တိုင်လည်းတတ်တယ်ကိုယ်ကိုယ်တိုင်တတ်တဲ့ပညာနဲ့သူများကိုစီမံခန့်ခွဲတတ်တယ်ဒီအချက်၅ချက်ပြည့်ပြီးွားပေါင်းဆက်ပြီးဆိုရင် အထွတ်ထိပ်ကိုရောက်လာတာပဲဖြစ်တယ် အဲ့တော့မြတ်စွာဘုရားကခုနပြောတဲ့လူဆန္ဒတွေဖြည့်ဆည်းဖို့အတွက်တတဆိုတဲ့ယုံကြည်ချက်အခြေခံအပြည့်ရှိရမယ်ယုံကြည်ချက်ရှိလာပြီးတဲ့နောက်မှာလူသားတွေအတွက်ဘာကြီးချင်းတို့အပ်တယ်လဲဆိုရင်ကိုချင်းတရားဆိုတာလောကလူတွေကကိုချင်းတရားကိုဒီတော့ဘဝအတွက်လို့ထင်ကောင်းထင်နေလေ မဟုတ်ဘူးဒီဘဝကြီးပွားတိုးတက်တာလေကိုချင်းတရားကောင်းမှကြီးပွားတိုးတက်တာကိုချင်းတရားပြက်ပြားသွားတာနဲ့တပြိုင်နက်ဒီလူရဲ့စီးပွားဥစ္စာတွေဟာကျိုးကျပျက်စီးသွားတယ်ဒါကြောင့်မို့ကိုချင်းတရားဆိုတာအမှန်တမ်းအရေးကြီးတာကိုချင်းတရားဆိုတာတခြားဟာတွေတော့မဟုတ်ဘူးအနည်းဆုံးခုနကဆောက်တည်လိုက်တဲ့၅ပါးတည်လိုက်အဲ့ဒီ၅ပါးတည်လာဟာအခြေခံခိုင်းလို့ ਨੇ ကိုချင်းတရားပဲဖြစ်တယ် အဲ့ဒီကိုချင်းတရားတွေကနေတခုဖောက်ဖြက်လိုက်တာနဲ့တပြိုင်တည်းဇန္နာတွေကပြုတ်ကွဲသွားနိုင်ပါလဲလို့ဆိုရင်မူရစေဝသုံးလိုက်မယ်လေအယက်တိသာတောက်စာမူရစေဝသုံးဆွဲလိုက်တာနဲ့တပြိုင်တည်းဇန်တဲ့ဟာတွေပါချုပ်ပေါက်ကုန်တတ်တယ်ခေါ်ဒါကြောင့်မို့မူရစေဝသူရမေရယမစ္ဆပမထဌာနာသူကကိုယ့်ရဲ့ စိတ်သက်ကိုသာပျက်စီးစေတာမဟုတ်ဘူးကျမရဲ့ကိုလည်းပျက်စီးတယ်စိတ်သက်ကိုလည်းပျက်စီးစေတယ်တံမိုးချီမာတဲ့လူတွေရဲ့တတိထားမှုဆိုတဲ့တတိကိုလည်းပျက်စီးနိုင်တယ်ဒါမို့မူရစ်တယ်ဆိုတာမူရစ်ခြင်းရဲ့အကြောင်းဖြစ်တဲ့တရားတွေမူရစ်ခြင်းမူရစ်စေတတ်တဲ့အရာတွေကိုသုံးစွဲခြင်းဟာလူဘဝမှာလူညွန်တုံးစီခြင်းပဲဖြစ်တယ်။တိတော့တိတယ်လောကလူတွေဟာမတိကြတာတော့မဟုတ်ဘူး။ တည်ကြတည်ရတဲ့နဲ့မလုံးနိုင်တာဘာချောင်လဲတည်တယ်မရှောင်းနိုင်ဘူးမတည်လို့လုံးမိတာကတခုတည်တည်ကြီးလုံးနေတာတခုဘာကြောင့်လဲလို့ဆိုလူသားတွေကိုမကောင်းတဲ့ဘက်ကိုပို့ဆောင်နေတာအင်အားချီမဆုံးအကြောင်းတရားနှစ်ခုရှိတယ်ဆိုတာလေးကိုမှတ်သားထားအင်အားချီမဆုံးအကြောင်းတရားနှစ်ခုဆိုတာဘာလို့ဆိုရင် ဒီတဏ္ဍာဆိုတာရဲ့တဏ္ဍာဆိုတာလူချင်းတောင်းတနေမှုနောက်တစ်ခုကအမှန်မသိမှုအဝိဇ္ဇာအဝိဇ္ဇာနဲ့တဏ္ဍာဒီနှစ်ခုဟာပေါင်းဆက်ပြီးတော့လောကကြီးတစ်ခုလုံးကိုဒုက္ခရောက်အောင်ဖြစ်ပေါ်စေတတ်တယ် ခုခေတ်နဲ့ပြောမယ်ဆိုရင်လူကိုဒုက္ခပေးနေတဲ့ယောဂကြီးဟာကင်ဆာယောဂလို့ပြောမယ်ဆိုရင်နော်ကင်ဆာယောဂဖြစ်ပွားနေတဲ့လူတွေမှာကင်ဆာယောဂဒုက္ခပေးတယ်လို့ဆိုရလို့လူတွေရဲ့စိတ်ဓာတ်ကိုပျက်စေတတ်တဲ့တရားနှစ်ခုဟာအဝိဇ္ဇာနဲ့တဏှာပဲဖြစ်တယ်အဝိဇ္ဇာကအမှန်မသိတာတဏှာကတက်မဲ့တာအဲ့ဒီနှစ်ခုဟာ အပြန်အလှန်ဥဆောင်မှုပေးနေတယ်။စဉ်းစားပြီးတော့ခြေအောင်လူငယ်တယောက်မူရစေဝါရဲ့ဆိုးချိုးကိုမသိဘူး။မူရစေဝါတုံးလို့ရှိရင်စိတ်ကူးရင်လို့ကောင်းတယ်ဆိုတဲ့ကောင်းတယ်ဆိုတဲ့အကြောင်းလေးကိုသိပြီးတော့ဆိုးချိုးကိုမသိသည့်အတွက်ကြောင့်မူရစေဝါကိုစတုံးလိုက်တယ်။တုံးလိုက်တဲ့အခါ စသုံးတော့ကတော့မသိလို့လုံးမိတယ်ပေါ့အဲ့ဒါအဝိဇ္ဇာကဥဆောင်လိုက်တာမသိခြင်းဟာအဝိဇ္ဇာအေးသုံးလိုက်တဲ့အခါကျတော့ဖြတ်လို့မရတော့ဘူးဆိုတာကျတော့တဏှာဖြစ်သွားတယ်ဖြတ်လို့မရတော့ဘူးဆိုးကျိုးတွေတည်တယ်အိမ်ကမိဘတွေကလည်းမကြည့်ဘူးဆွေမျိုးသားချင်းတွေကလည်းမကြည့်ဘူးဘယ်သူမှလက်မခံတော့ဘူးဆိုတဲ့ဒုက္ခဒုက္ခရောက်တာတွေကိုတည်တော့လည်းပဲ ဖြတ်မရလို့သူဟာမရှောင်နိုင်လို့ဆက်သုံးနေတာကြတော့တဏှာကဥဆောင်တယ်လို့ခေါ်တယ်။တိတိကြီးလှုပ်ထားကြတော့တဏှာကဥဆောင်တယ်။မတိလို့လှုပ်ထားအဝိဇ္ဇာကဥဆောင်။အဲ့တော့ဒီဒီရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့လူစိတ်ထဲမှာစွဲနေတဲ့ဒီအစိုးတရားနှစ်ခုဟာလူတွေကိုဆိုးချိုးတက်ရောက်စေတာပဲဖြစ်တယ်ပေါ့။အဲ့ဒီတရားနှစ်ခုဟာ ဖယ်ရှားရမယ်နိလန်ရှိတယ်ဗောဖယ်ရှားရမယ်နိလန်ကအလုံးဟာအသိပညာနဲ့ဖယ်ရှားမှာပဲဖြစ်တယ်ဒါကြောင့်မို့အသိပညာကိုတိုးတက်အောင်လုပ်အခြေခံကကိုချင်းသီလကိုချင်းသီလနဲ့စတင်ပြီးတော့ထိမ့်သိမ့်နေပြီးတဲ့အခါကျတော့ပညာဆိုတဲ့အသိပညာနဲ့ထိမ့်သိမ့်အပညာဆိုတာ လုတ်တင်နာနဲ့မလုတ်တင်နာခွဲခြားသိတာပညာလုတ်တင်နာနဲ့မလုတ်တင်နာခွဲခြားသိမှမလုတ်တင်နာကိုရှောင်နိုင်မှဖြစ်တယ်လုတ်တင်နာကိုလုံးနေမှဖြစ်တယ်လုတ်တင်နာလုံးမှမလုတ်တင်နာရှောင်မှလူ့ဘဝခြိပါတုတ်တယ်နိုင်တာဖြစ်တယ်ထားကြမို့လို့သီလနဲ့ပညာဒီနှစ်ခုအရေးပါတယ်လို့ပြောတာနော်ဒီသီလပညာနှစ်ခုပေါင်းဆက်ထားလိုက်ခုနပြောတဲ့လူရဲ့ စိတ်ဆန္ဒတွေအလုံးဟာပြည့်ဝလာမှာပဲဖြစ်တယ်။စီဝါစာတိုးတက်ခြင်းနဲ့ဂုံးသိဂုံးတရင်ကြော်ကြားခြင်းနဲ့လူရဝင်းခြင်းနဲ့ကျမ်းမာခြင်းနဲ့အသက်ရှိခြင်းနဲ့နောက်ဆုံးဘဝတစ်ခုဆုံးသတ်ရင်တေသီချမ်းမဲမှာကောင်းတဲ့ဘုံကိုရောက်ချင်တယ်ဆိုရက်သူ့ရဲ့ဆန္ဒဆန္ဒတွေကိုပြည့်ဝစေနိုင်တဲ့အကြောင်းတရားတွေအဲ့ဒီထဲမှာမြတ်စွာဘုရားက generosity လို့ခေါ်တဲ့ရည်ရွယ်မှုကိုယ်သာသုံးမယ်ဆိုတဲ့ခြင်းမြောင်းတဲ့စိတ်ရှိနေလူတွေဟာမကျင့်တတ်မှုနဲ့နေထတယ်အဲ့ဒါကိုစာပေကျမ်းကမှာစာခလို့ခေါ်တယ်စာခဆိုတာကိုယ်သာသုံးမယ်ဆိုတဲ့မစ္စရိယတရားရဲ့စံကျင်မဲ့တရားပဲဖြစ်တယ်မစ္စရိယဆိုတာကိုယ်တယောက်တည်းအရာရာမှာ ကိုယ်အတွက်သာချစ်တတ်တယ်အများအတွက်မချစ်တတ်တဲ့သဘောတရားကိုလိုဘသူကမှမဖြစ်စေချင်တာကိုတယောက်แท้ပဲဆိုတဲ့ကိုချိုးရှာအတ္တကြီးမားတဲ့မစ္စရိယတရားကိုဖယ်ရှားနိုင်ဖို့လိုအပ်တယ်အဲ့ဒါဖယ်ရှားလိုက်လို့ရှင်အာလုံးလူရည်ရဲ့ဆန္ဒဟာပြည့်စုံသွားမှာဖြစ်တယ်ဒါကြောင့်မို့မှတ်သားထားဖို့ရာကလူဆန္ဒပြည့်ဝဖို့အတွက်နံပါတ်1ကယုံကြည်ချက်တတ်တာ နမနှစ်ကကုချင်းတိလနမသုံးကသာခနမလေးကပညာလို့သူဆိုလို့